မင်္ဂလာပါရှင်ဒီနေ့တော့စတမရန်တင်ချအခန်း3ကအပိုင်းဒိနဲ့တသမဒိများကိုဆက်ပြီးရှင်းပြပေးမှာဖြစ်ပါတယ်။နေ့တန်းကြည့်အောင်အပိုင်းကိဆိုင်ရာဂုံတက်တိများကိုအသုံးပြုပြီးအပိုင်းကိများပါဝင်သောဂိန်းတန်းများဖြစ်ရှင်းခြင်းနဲ့တသမဂိန်းများ၏လှုပ်ထုံများအသုံးပြု၍ပုံစံများဖြစ်ရှင်းခြင်းကိုဤသင်ခန်းစာတွင်လေ့လာနိုင်ပါသည်။အဲ့တော့ဒီသင်ခန်းစာမှာလေ့လာရမယ့်ဟာတွေကိုပြောထားတာပါ။ဆက်မလို့ဆက်ပြီးတွားလိုက်ရအောင်။ တုံးတတမတက်မှာအပိုင်းကိန်းများပါဝင်သောကိန်းတန်းများရှင်းခြင်းတုံးတတမတက်တတမတက်မှာအရှင်းဆုံးပုံစံအပိုင်းကိန်းဒီအရှင်းဆုံးပုံစံအပိုင်းကိန်းကိုဒီကလေးတို့ကပေါ့နော် grade 5မှာလည်းသင်ကြားခဲ့ရပြီးပါပြီ။ဒါဆိုရင်တော့ဆရာမတို့နည်းနည်းလေးကြည့်လိုက်ရသွားမယ်။အပိုင်းကိန်းတစ်ခုဤပိုင်းဝင်နဲ့ပိုင်းခြေတို့အား၎င်းတို့၏အကြီးဆုံးပုံစံခွဲကိန်းနဲ့စာချင်းဖြင့်ရရှိသောကိန်းသည်မူလကိန်း၏အရှင်းဆုံးပုံစံဖြစ်သည်။သူတို့ရဲ့ဘာနဲ့စားသလဲဆိုတော့အကြီးဆုံးပုံစံခွဲကိန်းနဲ့စားတယ် အပိုင်းကိန်းတစ်ခုရဲ့ပိုင်းဝေကပိုင်းချေရောနှစ်ခုစလုံးရဲ့အကြီးဆုံးပုံစံဝဲကိန်းနဲ့စားလိုက်လို့ရလာတဲ့ဂိန်းအဲ့တော့အဲ့ဒီဂိန်းကိုအရှင်ဆုံးပုံစံလို့ခေါ်တယ်ဟုတ်ပြီနော်မူလဂိန်းရဲ့အရှင်ဆုံးပုံစံဒီမှာက25ဘိုင်း25ဘိုင်း15ဘိုင်း25ကိုပေးထားတယ်။သူရဲ့အရှင်းဆုံးပုံစံကိုရှာကြမယ်တဲ့။ဒါဆိုရင်25နဲ့25ရဲ့အရှင်းဆုံးဒီအကြီးဆုံးပုံစံခွဲခဲ့ရ အဲ့တော့9နဲ့စားမယ်25ကိုလည်း9နဲ့စား25ကိုလည်း9နဲ့စားအဲ့တော့9 3 25 9 9 25 3ပိုင်း9ပိုင်းအဲ့တော့3ပိုင်း9ပိုင်းဒီ25ပိုင်း25ပိုင်းရဲ့အရှင်ဆုံးပုံစံဖြစ်တယ်ဟုတ်ပြီနော်နောက်တစ်ခုကပုံစံအတွက်28ပိုင်း24ပိုင်းဤအရှင်ဆုံးပုံစံကိုရှာပါတယ်အဲ့တော့28နဲ့24ရဲ့အကြီးဆုံးပုံစံဝယ်ခြင်းရ6ဒါဆိုရင်ဆရာမတို့ကသူ့ကိုပိုင်းဝေရောပိုင်းခြေရောကို6နဲ့စားလိုက်မယ် 68ကို6နဲ့စာ24ကို6နဲ့စာအဲ့တော့ပိုင်းဝေကိုစာတော့6 3လီ68 6 4လီ24အဲ့တော့68ပိုင်း oh sorry 24ပိုင်း68ပိုင်းပေါ့နော်18 24ရဲ့အချင်းစောပုံစံနေ3 4 4ပိုင်း3ပိုင်းဖြစ်တယ်ညာပြီနော်နောက်တစ်ခုကအပိုင်းကိန်းများသည်အဖြစ်ကိန်းများဒီအပိုင်းကိန်းများဖြစ်ပါသလားတဲ့အဖြစ်ကိန်းတွေကအပိုင်းကိန်းတွေလားတဲ့အဲ့တော့ကျွန်တော်စဉ်းစားကြည့်မယ်။တုံညဆိုတဲ့အဖြစ်ကိန်းကိုစဉ်းစားကြည့်မယ်။ သူ့ကိုတင့်နဲ့စားလိုက်တယ်။သုံးညပဲရတယ်။သုံးညကိုနှစ်နဲ့စားလိုက်တယ်။သုံးညပဲရတယ်။သုံးညကိုသုံးနဲ့စားတယ်။သုံးညပဲရတယ်။သုံးညကို၄နဲ့စားသုံးညပဲရတယ်။စသဖြင့်ဒီမှာ dot 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 နဲ့ပေးထားတယ်။စသဖြင့်သုံးညကို၅နဲ့စားရင်လည်းသုံးညပဲရတယ်။ဟုတ်ပြီ။တစ်ကိုစဉ်းစားကြည့်မယ်။တက်တလီအော် sorry တက်ကိုတက်နဲ့စားရင်လည်းတက်ပဲနှစ်ကိုနှစ်နဲ့စားရတဲ့တက်၃ကို၃နဲ့စားရတဲ့တက်၄ကို၄နဲ့စားရတဲ့တက်ဒါဆိုလို့ရှိရင်ဆယ်မတို့က တိရဲ့အပိုင်းငယ်ဒီတစ်ပိုင်းတစ်ပိုင်းဖြစ်နိုင်တယ်နှစ်ပိုင်းနှစ်ပိုင်းဖြစ်နိုင်တယ်သုံးပိုင်းသုံးပိုင်းဖြစ်နိုင်တယ်လေးပိုင်းလေးပိုင်းဖြစ်နိုင်တယ်အဲ့ဆိုစသဖြင့်၅ပိုင်း၅ပိုင်းဟုတ်ပြီနော်အဲ့တော့5 by 5 6 by 6စသဖြင့်သွားလို့ရတယ်ဟုတ်ပြီနှစ်ကိုဆက်ပြီးကြည့်မယ်နှစ်ဆိုတာကနှစ်ကိုတင်းနဲ့ဆိုင်နှစ်ရတယ်ဟုတ်ပြီနော်အဲ့တော့နှစ်တစ်ပိုင်းနှစ်ပိုင်းနောက်တစ်ခုကကြတော့ဆရာမတို့ကနှစ်အမြောက်နှစ်သူ့ကိုနှစ်နဲ့မြောက်လိုက်တယ်အောက်ကပိုင်းချိန်မှာရှိတဲ့တစ်ကိုနှစ်နဲ့မြောက်လိုက်တယ် နှင်းအမြောက်နှင်းတင်းအမြောက်နှင်းဒါဆိုရင်နှင်းအမြောက်နှင်းကဘယ်လောက်လဲဆိုတော့၄၄ကိုနှစ်နဲ့စားတဲ့သဘော၄ကိုနှစ်နဲ့စားရင်ဘယ်လောက်ရလဲဆိုတော့၂ပဲရတယ်နောက်တစ်ခုက၃နဲ့မြောက်မယ်နှစ်ခုစလုံးနော်ရှိနေတဲ့တစ်ပိုင်းနှစ်ပိုင်းကိုနှစ်နဲ့မြောက်ပြီးသွားပြီး၃နဲ့မြောက်မယ်၃နဲ့မြောက်မယ်ဆိုတော့၃နဲ့၄6 6ကို၃နဲ့စားတယ်ဒါမှမဟုတ်လဲ၃ရဲ့၃ရဲ့ကိုခြေလိုက်တော့တစ်ပိုင်းနှစ်ပိုင်းပဲပြန်ရရဲနှစ်ပဲပြန်ရရဲဟုတ်ပြီနော်အဲ့တော့၄နဲ့မြောက်မယ် နှစ်လေးလေးရှစ်ဆိုပြီးတော့မြောက်ပြီးတော့ရှစ်ကိုလေးနဲ့ဆိုင်းရင်လည်းရတယ်ဒါမှမဟုတ်၄ရက်၄ရက်ကိုခြေလိုက်မယ်အရှင်းဆုံးပုံစံပြောင်းပြီးတော့ဒပိုင်းနှစ်ပိုင်းရဒီလိုပဲဒီမှာဆမ်မတော်ကနှစ်မြောက်၅ဆိုပြီးရေးလိုက်မယ်အောက်မှာလည်းတဲ့မြောက်၅ဆိုပြီးရေးလိုက်ဒါဆိုရင်9နဲ့4ရ10ဟုတ်ပြီ10ဟုတ်9နဲ့ဆိုင်းရင်တော့ဘာရလဲဆိုတော့2ပဲရတယ်ဒါမှမဟုတ်ဆံမခြေလိုက်မယ်ခြေလိုက်ရင်လည်းပဲတစ်ပိုင်းနှစ်ပိုင်းရတယ်တစ်ပိုင်းနှစ်ပိုင်းဆိုတာ2ပဲဖြစ်တယ် ဟုတ်ပြီနော်အဲ့ဒီခါမှာဆမ်မရုတ်ကဂျီယာကအကုန်လုံးကဗာလဲဆိုတော့သူကအဖြစ်ကိန်းတွေကအပိုင်းကိန်းတွေဖြစ်တလားဆိုတော့ဆမ်မရုတ်ကစမ်းကြည့်တာအဖြစ်ကိန်းတွေကအပိုင်းကိန်းတွေလည်းဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဟုတ်ပြီနော်ဒါကတော့ဗာလဲဆိုတော့ဂျီယာကိုပြင်ရှင်းထားတာနှင်းမြောက်နှစ်ကိုနှစ်နဲ့စားတာလေတူတူပဲနှင်းမြောက်၃ကိုသုံးမြောက်နှစ်ကိုသုံးနဲ့စားတာနဲ့တူတူပဲလေးမြောက်နှစ်ကိုလေးနဲ့စားတာနဲ့တူတူပဲဟုတ်ပြီနော်လေးကိုဒီဘက်မှာရှေ့ရထားလိုက်တာ နှစ်မြောင်းနဲ့ကန်ထင်းမြောင်းနဲ့ပဲနှစ်ကနှစ်ပဲနှစ်တလီကနှစ်သုံးတလီက၃၄တလီက၄ဒါပိုင်းချင်းပိုင်းဝေမှာကကြတော့ဒီမှာနှစ်မြောင်းသုံးနဲ့ရေးပြီးတော့သုံးမြောင်းနှစ်နဲ့ရေးတာမမတော့မကွာဟုတ်ပြီနော်တူတူပဲလေးနှစ်မြောင်းလေးကိုဒီမှာလေးမြောင်းနှစ်နဲ့ရေးတယ်ဒီလိုခြေတာပေါ့နော်ဒီလိုခြေလိုက်တော့ဘာပဲရလဲဆိုတော့နှစ်ပဲရတယ်တစ်ပိုင်းနှစ်ပိုင်းပဲရတယ်ဆိုတာကိုပြောချင်တာဒါဆိုရင်ဒီမှာရေဘူးရအဖြစ် AD အဖြစ်ကိန်းတစ်ခုဖြစ်လေ A ကအပြစ်ကိန်းဒီမှာ2ကအပြစ်ကိန်းတုန်းကနှစ်ရအောင်မှာတက်ရှိတယ်။ဒါဆိုရင် A ဒါအပြစ်ကိန်းဖြစ်မယ်ဆိုရင်ဘယ်အပြစ်ကိန်းအတွက်မဆို A ရဲ့အောက်မှာတက်ရှိတယ်။ဟုတ်ပြီနော်ဒါဆိုရင်နှစ်အမြောက် A ရဲ့ပိုင်းဝေက2အ sorry ပိုင်းခြေက2နှစ်နဲ့အပေါ်မှာမြောက်ရင်ဒီအောက်မှာလည်းနှစ်နဲ့စားလိုက်လို့ရှိရင်ဒီလိုခြေလိုက်တော့ A ပဲပြန်ရတယ်။3အမြောက် A A ကို3နဲ့မြောက်လိုက်လို့ပိုင်းခြေမှာ3နဲ့စားရမယ်။အဲ့ဒါဆိုရင် A ပဲပြန်ရမယ်။4အမြောက် A 4 into A အဲ့တော့ဒီက A ရဲ့၄ရဲ့မြောက်ချင်းကို၄နဲ့ပဲပြန်စားလိုက်တော့၄ရဲ့၄ရဲ့ချီတော့ A ပဲပြန်ရအောင်။ဟုတ်ပြီနော်။ဒါကြောင့်မို့လို့အပြစ်ကိန်းများဒီအပိုင်းကိန်းများဖြစ်ကြပါသည်တဲ့။အဲ့တော့ဆရာမဒီမှာနားလည်သွားပြီ။၃ရတော့ကလည်း၃ရအောင်၁နဲ့စား၂နဲ့စား၃နဲ့စား၄နဲ့စား။ဒါ၃ရပဲ။၁ဆိုတာကလည်းဒီဟာအလုံးက၁ဖြစ်တယ်။၂ဆိုတာကလည်းဒီမှာဆရာမဒီမှာရှင်းပြသွားပြီ။အဲ့တော့တကယ်လို့ဒါ A ကအပြစ်ကိန်းတစ်ခု ဖြစ်လို့ရှိရင် A ဆိုတာဒီ ဒပိုင်း A ပိုင်းပေါ့နော်အာ A ပိုင်း1ပေါ့2 into A by 2, 3 into A by 3, 4 into A by 4, 5ဆိုရင်လည်း5 into A by 5, 6 into A by 6, 7 into A by 7ဆိုရင်မရ။ဒါပြီနော်။ဟောဘက်က3မျက်နှာ30ကိုဆက်သွားမယ်။30တမတက်တမနှစ်မှာအပိုင်ကိန်းနှစ်ခုပေါင်းခြင်းနဲ့နှုတ်ခြင်း။အပိုင်ကိန်းများကိုပေါင်းခြင်းနှုတ်ခြင်းပြုလို့ရတဲ့အတွက်အောက်ပါအဆင့်များတိုင်းဆောင်ရက်ပါ။ နံပါတ်၁ကပိုင်းခြေနှစ်ခု၏အငယ်ဆုံးပုံစံတို့ဂိမ်းကိုရှားပြီးပြင်းပိုင်းကိန်းနှစ်ခုကိုပုံပိုင်းခြေရှိသောပိုင်းကိန်းများအဖြစ်ပြောင်းပါဆင်မတို့ဒီအပိုင်းကိန်းနှစ်ခု ပေါင်းတာနှုတ်တာကို grade 5မှာအများကြီးတွက်ခဲ့ပြီးသားရှိရဲ့ဒါဆိုရင်ဒီမှာတိတ်ပြီးတော့မှခက်ခဲမှမဟုတ်ပါဘူးထို့သောပြောင်းထားပြီးတော့အပိုင်းကိန်းနှစ်ခုပေါင်းပါသို့မဟုတ်နှုတ်ပါအကြီးကတော့ဘာလို့ပြရမလဲဆိုတော့သူတို့ရဲ့အငယ်ဆုံးပုံစံတို့ဂိမ်းကိုရှားပြီးတော့မှပုံပိုင်းခြေရှားရမယ် ဟုတ်ပြီလားဘုံပိုင်းချေရှာမယ်ဘုံပိုင်းချေဖြစ်အောင်ပြောင်းမယ်အဲ့ဒါပြီးတော့မှပေါင်းရင်ပေါင်းလုတ်ချင်တော့ပါပေါင်းရမယ်ဆိုရင်ပေါင်းမယ်လုတ်ရမယ်ဆိုရင်လုတ်ပေးပါမယ်တဲ့အဓိကတော့ဘုံပိုင်းချေပိုင်းချေတူအောင်လုတ်ပေးရပါမယ်ဒါဆိုရင်ပုံစံအတွက်စ်ကိုဆရာမတို့ဆက်ပြီးတော့ကြည့်မယ်ပုံစံအတွက်စ်က၈ပိုင်း၃ပိုင်းအပေါင်း၁ပိုင်းမဆော်လေး၆ပိုင်း၁ပိုင်းကိုရှင်းပါဒါဆိုရင်ဆရာမတို့ကရှင်းလိုက်ပြီ၈ပိုင်း၃ပိုင်းအပေါင်း၁ပိုင်း၆ပိုင်း၁ပိုင်းပေါ့နော် အဲ့တော့ဟုတ်ပြီအဲ့တော့ဒီနှစ်ခုကိုပေါင်းဖို့အတွက်ဆိုရင်ဘိုင်းချစ်တူအောင်ညှိပေးမယ်သူတို့ရဲ့ဘုံစာရောဂိမ်းကိုရှာမယ်အဲ့တော့သူတို့နှစ်ခုရဲ့ဘုံစာရောဂိမ်းရ24အဲ့တော့သူ့ကို8ကို3နဲ့မြောက်မယ်6ကိုလည်း3နဲ့မြောက်မယ်အဲ့တော့မြောက်တဲ့အဆင့်ကဒီမှာမပါလာအောင်ဆိုတော့ဆ iam မလည်းဒီလက်ချက်ခံစာအထဲကအတိုင်းပဲ8က3နဲ့မြောက်လိုက်တော့24ရတယ်ဆိုပြီးတော့တစ်ခါလေးရှိတိုင်းဟုတ်ပြီနော်အပောင်6ကိုလည်း3နဲ့မြောက်တော့24ရတယ်ဆိုပြီးတော့ရှိတိုင်းမယ် ပြီးတော့မှသူကပိုင်းဝေကိုကြာတော့မြှောက်ပြထားပါတယ်။သုံးဝမြောက်သုံးဆိုပြီးတော့ဒီကပိုင်းဝေကိုလည်းမြှောက်ပြထားတယ်ဆိုဆင်လုံးတို့သူနေအတိုင်းပဲသွားမယ်။ဟုတ်ပြီနော်။သူနေအတိုင်းမသွားလို့ဒီမှာရှေ့မြောက်သုံး၆မြောက်သုံးလို့ရင်းရင်တော့မမှန်ဘူးလားဆိုတော့မှန်ပါတယ်နော်။ဟုတ်ပြီဒါဆိုလို့ရှိရင်ဆင်မတို့ကဆက်သွားမယ်24 33 4ကိုအပေါင်းဒါက20နဲ့4 34 3ဒါပဲနော်။ဒီတော့ပေါင်းလိုက်မယ်။ပိုင်းဝေမှာ 6ရက်3ရက်ပေါင်းတော့7နှစ် sorry ဒီမှာက6424လေးနဲ့မြောက်ရမှာဟုတ်ပြီနော်6424ဆိုတာက4ဖြစ်မယ်6ရက်4ရက်ပေါင်းတော့6ရက်4ရက်ပေါင်းတာက7အဲ့တော့24ပိုင်း7ပိုင်းရပြီနော်အဲ့တော့ပုံစံတက်နှစ်မှာက3 6 5ပိုင်း35 by 6 1 1 9ကိုရှင်းပါတယ်အဲ့တော့ဒါကိုသူကနီလန်းနီနဲ့ပြထားတယ်ဆရာမတို့အဲ့ဒါလေးဆက်ပြီးတော့ကြည့်အောင်ဟုတ်ပြီအဲ့တော့ ၃6ပိုင်း5ပိုင်းအနုတ်7 9ပိုင်း1ပိုင်းနီလန်တက်ကပါလဲဆိုတော့ဒီရှိမှာရှိနေတဲ့အဖြစ်ကိန်းတွေကိုဆံမတို့ကတက်တက်နှုတ်လိုက်မယ်၃နှုတ်7ဆိုရင်မဆံမဖဲလိုက်မယ်၃နှုတ်7ဈာရဲမှာလက္ခဏာကအပေါင်းရှိတယ်ဒါကိုသိရမှာနော်ဈာရဲမှာလက္ခဏာဘာကြောင့်အပေါင်းရှိရလဲဆရာမတို့ဒါလေးကိုနည်းနည်းလေးခွဲကြည့်အောင်36ပိုင်း5ပိုင်းဆိုတာ3အပေါင်း6ပိုင်း5ပိုင်းပဲဟုတ်ပြီနော်1 9ပိုင်း1ပိုင်းဆိုတာလည်း1အပေါင်း9ပိုင်း1ပိုင်းပဲ အဲ့ဒါဒီဓာတ်ထဲမှာကအနှုတ်ရှိတာသူကနေသူ့ကိုနှုတ်ပြီးလို့ရှိရင်သူကနေသူ့ကိုနှုတ်ပြီးလို့ရှိရင်ဒီကနေဒီကိုနှုတ်မယ်နှုတ်ပြီးရင်ဒီဓာတ်ထဲကလက္ခဏာက အပန်းဘောပေါက်ပြီနော်ဒါကြောင့်မလို့ဒီဓာတ်ထဲမှာလက္ခဏာကအပန်းရှိမယ်အနှုတ်မဟုတ်ပါဘူးနှုတ်ရမှဒီသုံးထဲကတစ်ကိုနှုတ်မယ်၆ပိုင်း၅ပိုင်းလေးရတယ်၉ပိုင်း၁ပိုင်းနှုတ်မယ်ဒါပေမဲ့ဒီဂျားတွေကအပြည့်ကိန်းနဲ့ဒီက အာဒီအပိုင်းကိန်းနဲ့ကြားထဲမှာဒီလက္ခဏာကအပေါင်းရှင်းရပြီနော်အဲ့တော့သုံးဝနှုတ်တစ်ကိုဆရာမတို့ရေးပြီးသွားပြီဆိုရင်နောက်တစ်ကွင်းနဲ့6ပိုင်း5ပိုင်းအပေါင်း no sorry အနုတ်9ပိုင်း2ပိုင်းဆိုမှရှိလိုက်အဲ့တော့ဒီရှေ့ကသုံးဝနှုတ်တစ်က200ပြီပြီးမှအပေါင်းနှစ်ဆိုတာကအပြည့်ကိန်းအပြည့်ကိန်းနဲ့နောက်ကအပိုင်းကိန်းကြားထဲမှာအပေါင်းရှိတယ်ဒါလေးကိုသိရမှာဟုတ်ပြီနော်အဲ့တော့ဆရာမတို့ဒီရာကိုဘိုင်းဝင်အပိုင်းချိန်ညီမယ်6 3 4 6 9 3 9နဲ့48 63 48 63 48 အစရိ9နဲ့လေး78အဲ့တော့6ကို3နဲ့မြောက်5ကို2နဲ့မြောက်ဟုတ်ပြီနော်အဲ့ဆမ်းတော့ခါတဲ့သူကမြောက်တာမပြတော့ဘူးဆိုတော့63လီက78အဲ့နော်9နဲ့လီက78ပိုင်းဝေကိုလည်း3နဲ့မြောက်မယ်93လီက15 7နဲ့လီက2အကွင်းကိုထည့်ပေးမယ်ပြီးတော့ညီမြချင်းနှစ်အပေါင်း78ပိုင်းဝေတူပိုင်းခြေတူသွားပြီ78ရေးမယ်15အနုတ်2 73ရ တော့နေ့ရဲ့အပေါင်း18ပိုင်း73ပိုင်းရပြီသူ့အရှင်းဆုံးပုံစံပြောင်းလို့မရအောင်ဆိုတော့ဒီတိုင်းထားမယ်အဖြေထုတ်မယ်2 13/18နေ့18ပိုင်း73ပိုင်းဆိုပြီးတော့ရပြီဟုတ်ပြီနောက်တနည်းဆက်သွားရအောင်ဇမမေကွန်ကူလိုက်မယ်3 5/6-1/9 linear chain so be equal အဲ့တော့ဒါကိုဆရာမတို့ကဒီကကိန်းရောကိုကိန်းရောင်ပြောင်းလိုက်မယ်6 3 4 8 18ရဲ့9ရဲ့ပေါင်း20နဲ့တော့ပြီးတော့မှပိုင်းခြေက6ကိုတက်လီကို9ရဲ့1ရဲ့ပေါင်းတော့30 9ပိုင်း30ပိုင်းပိုင်းခြေညိမယ်ခုနလိုပဲပိုင်းခြေကတော့18ပဲဖြစ်မှာ63လီ18 94 18ဒါဆိုရင်6ကသုံးနှဲမြောက်တာမို့လို့23ကိုလည်းသုံးနှဲမြောက်23ကိုသုံးနှဲမြောက်တော့60နဲ့ ဟုတ်ကိုကိုနည်းနည်းမြောက်တာမို့လို့30ကိုလည်းနည်းနည်းမြောက်မယ်20ဒါဆိုရင်69ကိုအနုံ20ဆိုပြီးတော့ရေးလိုက်မယ်ပိုင်းချေရ18သူက69အနုံ20 69အနုပ်20က40နဲ့ကိုပြီးတော့မှပိုင်းခြေက ဟုတ်ပြီအဲ့ဒီတော့ဆမ်မရော့ကြီးမှာပိုင်းဝေရာကြီးနေလို့ရှိရင်ကိန်းရောင်ပုံစံအော် sorry ကိန်းရောပုံစံနဲ့အဖြေထုတ်ပေးတယ်ဒါဆို78ကဆမ်မရော့2လီပဲဝင်လို့ရတာမို့လို့78နှလီဝင်မယ်78လီက30နဲ့6เนาะနှုတ်လို့ကြံတာက73အဲ့မဒီမှာက78အဲ့တော့ဒါတော့ကလေးတို့ကို ပြဖို့မလို့အတော့လို့ထင်တာပါပဲเนาะအဲ့တော့79ရှင်းနဲ့စားတာကတော့ရပါတယ် ကျွန်တော်တို့လေ့ကျင့်ခန်းသုံးသုံးသမတစ်ကိုသွားမယ်။နံပါတ်၁ကအောက်ပါအပိုင်းကိန်းတစ်ခုစီအရှင်းဆုံးပုံစံကိုရေးပါ။နံပါတ်ကကြီး12ပိုင်း20နဲ့8ပိုင်း။ဟုတ်ပြီ။အဲ့တော့18ပိုင်း28ပိုင်းကိုဆရာမတို့ကအရှင်းဆုံးပုံစံနဲ့ပြပေးရမယ်။အဲ့တော့စနစ်ကိုလည်းအစားလုံးပြတ်တဲ့ကိန်း၂၈ကိုလည်းအစားလုံးပြတ်တဲ့ကိန်းကိုစဉ်းစားကြည့်မယ်။အရှင်းဆုံးပုံစံနဲ့ပြမှာဆိုတော့စနစ်အစားလေးဟုတ်ပြီနော်၂၈အစားလေး အဲ့ဒါဒီမှာလေးနဲ့စားလိုက်တယ်။လေးဆိုတာကစနစ်ကော28ရဲ့အကြီးဆုံးပုံစာခွဲကိန်းဖြစ်တယ်။ဟုတ်ပြီနော်။တို့နှစ်ခုလုံးကိုစာခွဲကိန်းခွဲလို့ရတယ်အကြီးဆုံးကိန်း။ဒီတော့၄၃၄ကစနစ်ဒါလေးက28ကိုစားလိုက်မယ်။၄၇၄28 3/8ပါ။ရပြီနော်။အဲ့တော့ဒါဘာနဲ့စားသလဲဆိုတော့အကြီးဆုံးပုံစာခွဲကိန်းနဲ့စားမယ်။ ပြောချင်တာကတော့28ကိုရောစနစ်ကိုရောပြတ်တက်ကင်းနဲ့စားမယ်။ဒီမှာက73ပိုင်း71ပိုင်းဆိုတော့73ရော73 71ကိုပြတ်တက်ကင်းရတော့1ပဲရှိတယ်။ဟုတ်ပြီနော်။အဲ့ဒီခါတော့ဆရာမတို့က71 1နဲ့ပဲစားလိုက်မယ်။71အစား1။ဒါတော့အဖြေကတော့ဒါပဲရမယ်73ပိုင်း71ပိုင်း။နောက်တစ်ခု125 80နဲ့ဟာ။ အဲ့တော့ဆက်မလို့စဉ်းစားကြည့်မယ်125ရော85ရောစားလို့ပြတ်တဲ့ကိန်းသူတို့တွေရဲ့အကြီးဆုံးမုံစားဝယ်ကိန်းအောင်ဘာဖြစ်မလဲအဲ့တော့ကလေးတို့ကအပြင်မှာစားဝယ်ကိန်းခွဲကြည့်စရာမလိုပါဘူးဒီမှာစဉ်းစားကြည့်ရင်ကို9နဲ့ဆုံးတယ်9နဲ့ဆုံးတာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုဒီ9နဲ့စားလို့ပြတ်တယ်ဟုတ်ပြီနော်အဲ့ဒီခါကျတော့9နဲ့စားမယ်ဒါလေးပါပဲ85ကို9နဲ့စား125ကိုလည်း9နဲ့စား ဲ့တော့ကျွန်တော်တို့စားကြည့်လိုက်မယ်ငါးတလီငါ၃ချက်နဲ့ငါးဆွဲငါးခုနှစ်လီ35 125ကိုငါးနဲ့စားမယ်ငါးနဲ့လီ30နှစ်ချက်ငါးဆွဲငါးငါးလီ20နဲ့ငါးလီတော့25ပိုင်း18ပိုင်း ။နောက်ပြီးတော့73 26ပိုင်း73ပိုင်းကိုအရှင်းဆုံးပုံစံပြောင်းမယ်။သူတို့နှစ်ခုလုံးကိုစားလို့ပြတ်တဲ့ခင်ရတော့73သူတို့ရဲ့အကြီးဆုံးပုံစံဝဲခင်ရ73ရှိတယ်။73နဲ့73 73နဲ့26။နောက်ဆိုရင်သူ့ကို73နဲ့စားမယ်။ပိုင်းဝေကိုလည်း73နဲ့စားပိုင်းခြေကိုလည်း73နဲ့စား။အဲ့တော့73 73 73 24 26နှစ်ပိုင်းတစ်ပိုင်းရမယ်။နံပါတ်1အောက်ပါတို့ကိုရှင်းပါတယ်။အဲ့တော့ဆရာမတို့ဒါကပေါင်းပေးမယ်။ တော့ပေါင်းတဲ့အခါမှာဒီတည့်ရဲ့6ရဲ့ခွဲထုတ်ပြီးတော့ပေါင်းပြီးတော့မှ2ပိုင်း5ပိုင်းရဲ့ sorry 5ပိုင်း2ပိုင်းရဲ့2ပိုင်း2ပိုင်းရဲ့ကိုပြီးမှပေါင်းအဲ့လိုပေါင်းချင်လည်းရတယ်ဒါမှမဟုတ်လည်း9တလီ6ဆွဲပြီးတော့ကင်းရောင်ပြောင်းပြီးတော့မှပေါင်းချင်လည်းရတယ်ကြိုက်တဲ့နည်းနဲ့ပေါင်းပါအဲ့တော့ဆင်မတို့နည်းလုံးသွားချင်ရင်သွားလို့ရပါတယ်ဆင်မရှင်းပြပေးပါမယ်တည့်ပေါင်း6ကိုအရင်ဆင်မခွဲထုတ်လိုက်ပြီးပြီးတော့မှနောက်ကအပေါင်း9ပိုင်း2ပိုင်းရဲ့2ပိုင်း2ပိုင်းရဲ့ကိုပေါင်းမယ်အဲ့တော့တည့်ပေါင်း6က9 ဒီဘက်ကပိုင်းချေကြီးမယ်9နလီ30ဆိုတော့30ထားလို့ရတယ်ပုံပိုင်းချေရ။နောက်ဆရာမတို့တစ်ခါလေးယူလိုက်မယ်။သူကအဆင့်ကျော်တာမို့လို့။ဆောက်ထဲမှာကျော်လို့ဆရာမကျော်လိုက်တာ။ဟုတ်ပြီနော်။ကလေးတို့မရဘူး။ကျောင်းဝဆရာမခွင့်ပြုတယ်ဆိုရင်အဆင့်မကျော်လည်းရတယ်။အဲ့တော့9ကိုနှစ်နဲ့မြောက်လို့30ရတယ်ဆိုရင်1ကိုနှစ်နဲ့မြောက်တော့2ရမယ်။အဲ့တော့2ပိုင်းအော်30ပိုင်း2ပိုင်းဒါလည်းပိုင်းချေရ30 9နလီ30ဒါက9နဲ့မြောက်ပြီးတော့7 plus ဒါပိုင်းခြေက30ရပြီပိုင်းဝေကခွန်အဲ့တော့ကျွန်တော်ရတဲ့အဖြေကခွန်30ပိုင်းခွန်9ပိုင်းဆိုလို့ရတယ်ဒီလိုမှမဟုတ်ဘဲနဲ့ကလေးတို့ကကင်းရောင်ပြောင်းပြီးတော့တွက်ချင်တယ်ဆိုရင်လည်းကျွန်တော်ဒီမှာအကြံကလေးတွက်ပြပါမယ်ငါးတလီငါးတနက်ပေါင်းတော့6ငါးပိုင်း6ပိုင်းအပေါင်း26နဲ့7နဲ့တနက်ပေါင်းတော့73အဲ့တော့ပိုင်းချင်းကြီးမယ်30ငါးနလီရ30ဆိုတော့ ဲ့တော့6ကိုက2နဲ့မြောက်တော့6နဲ့400 2နဲ့ကိုက9နဲ့မြောက်9နဲ့410ဒါကြောင့်မလို့73ကိုလည်း2နဲ့မြောက်73နဲ့420နဲ့6 Oh sorry နှစ်ကွာ9နဲ့မြောက်နှစ်910ဆိုတော့73 9 60နဲ့9ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ပိုင်းစီကိုတစ်ခါလေးရေးမယ်ပြီးတော့မှစနစ်အပေါင်း65ဆိုပြီးတော့ပေါင်းလိုက်မယ်အဲ့တော့စနစ်အပေါင်း65က80နဲ့9 89ပိုင်းစီရ30ဒါဆို89ကို30နဲ့စားလိုက်တော့19လေး90ဝင်မယ်ပြီးတော့ခွန်ကျန်ကျန်တဲ့ခွန်အပေါ်မှာရေးပြီးတော့ပိုင်းချီက30ဟုတ်ပြီနော်အဲ့တော့ဒီမှာကတော့ဘယ်နည်းရပိုလွယ်တယ်လဲဆိုလို့ရှိရင်ဆရာမတို့ဒီလိုနည်းရပိုလွယ်မယ်ဟုတ်ပြီနော်ဒီနည်းရဘာကြောင့်လွယ်တယ်လဲတက်ပေါင်း6ကိုဆရာမတို့ပေါင်းလိုက်တဲ့ခါမှာကျန်တဲ့တစ်ပိုင်း9ပိုင်းတစ်ပိုင်းရယ်2ပိုင်းတစ်ပိုင်းရယ်အကင်းရအသေးလေးတွေပဲသူ့ကိုနည်းနည်းမြောက်တော့လေကင်းနေတည်တည်လေးတွေပဲဟုတ်ပြီနော်အဲ့တော့ဒီမှာအရှင်းဆုံးနဲ့ရသွားပြီ7 7 by 10ခွန်း30ဘိုင်းခွန်းနဲ့ပါဟုတ်ပြီဒီဘက်မှာဆရာမတို့သူပေးထားတဲ့ကင်းရောကိုခေအောင်ပြောင်းလိုက်တယ်9 3 5 6ဆိုပြီးတော့ပြောင်းမယ်6 4 7 3ဆိုပြီးပြောင်းလိုက်တယ်ပြောင်းပြီးတော့မှပိုင်းချင်ညှိတယ်အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ကင်းနေချီသွားတယ်ဆရာမပြောချင်တာကတော့နောက်ပြီးတော့ကင်းနေချီသွားတယ်ကင်တွေရတာများသွားတယ်ဒါကတော့ကင်းနေငယ်တယ်ရှင်းတယ်နောက်တစ်ခုကခါခွေနှင်းခဏပိုင်းတစ်ပိုင်းအပေါင်း၄၃ပိုင်းတစ်ပိုင်းဒီလိုပဲဆရာမတို့သူ့ကိုခွဲထုတ်တဲ့နည်းနဲ့အရင်ပေါင်းမယ်၂ရက်၄ရက်အပေါင်းလိုက်မယ် 2 plus 4 plus now ka 1 minus 7 plus 1 by 3ဟုတ်ပြီနှစ်ရက်လေးရပေါင်းတာက6အဲ့တော့ပိုင်းခြေကတော့27ညိမယ်93 27အဲ့တော့ကလေးတို့ကထည့်ရေးခြင်းလဲဆိုရင်လည်းထည့်ရေးပါအဲ့တော့တစ်ခါလေးရေးလိုက်မယ်ဆီမှာတော့27ဟုတ်ပြီနော်ခွန်ကို3နဲ့မြောက်တာမလို့ပိုင်းဝေကိုလည်း3နဲ့မြောက်တာဆိုတော့ဒီမှာ3လာမယ်အဲ့တော့အပေါင်း3ကိုခွန်နဲ့မြောက်တယ်3ခွန်နဲ့လေး27ဒီတော့ပိုင်းဝေကိုလည်း ၃ခွန်းနဲ့၂၁ခွန်းနဲ့မြောက်တာမလို့တစ်ကိုလည်းခွန်းနဲ့မြောက်မယ်အဲ့တော့ပေါင်းမယ်6အပေါင်းခွန်းရဲ့၃ရဲ့ပေါင်းတာက၁၀ခွန်းရဲ့၃ရဲ့ပေါင်းတာဒီ၁၀ပြီးတော့မှပိုင်းခြေက၂၁ဒီတော့အဖြေက6 20ပိုင်း၁၀ပိုင်းအဲ့တော့သူ့ကိုထပ်ပြီးစားစရာမလိုတော့လွယ်တယ်ပေါ့နော်ဒါဆိုရင်ဆံမတို့ကသူ့ကိုဒီကိန်းရောတွေကိုကိန်းအောင်ပြောင်းပြီးတော့မှတွက်ကြည့်မယ်ခွန်းနဲ့၄၄တင်းနဲ့ပေါင်းတော့၁၅ 15ပိုင်း9ပိုင်းရပြီနော်4341စနစ်နဲ့ပေါင်းတော့73ပိုင်းချင်ကြီးမယ်21ဆိုတာလေ93ဆိုတော့153က45တော့ဆရာမမြောက်မပြထားပါအောင်နော်ကလေးတို့မြောက်ချင်မြောက်ပါအဲ့တော့3က3ခုနဲ့လီ21ဆိုတော့73ကိုခုနဲ့မြောက်မယ်73ခုနဲ့လီ90နဲ့1ပိုင်းချေက27နှစ်ခုပေါင်းမယ်27 55အပေါင်း97အဲ့တော့ဒီနှစ်ခုပေါင်းတာဒီ55 97ပေါင်းတာက9ရက်7ရက်ပေါင်းတော့6 9ရက်4ရက်က73 136ကို27နဲ့စားမယ်ဟုတ်ပြီလားအဲ့ဆရာမတို့ကစားကြည့်အောင်136ကို20နဲ့7နဲ့စားအဲ့တော့သူက value အဲ့လီဘလောက်ဝင်လို့ရတယ်ဆိုတော့6လီပဲဝင်လို့ရပါမယ်ဆရာမတို့မှာအဖြေရပြီပါပြီနော်6လီက6တလီက6 6နဲ့လီက7 ကျန်တာက30ဒါဆိုရင်အဖြစ်ဘယ်လိုရေးမလဲဆိုတော့ဒါ6ကို8ရရေးမယ်6ပြီးတော့မှပိုင်းဝေက30ပိုင်းခြေက27 6 20ပိုင်း30ပိုင်းဟုတ်ပြီနော်အဲ့တော့ဒီလိုတွက်ရင်ဘာဖြစ်လဲဆိုတော့ဂိမ်းကြီးမယ်ဒီလိုတွက်ရင်ဂိမ်းနေရတော့ရှင်းနေဒါပေမဲ့တချို့ကလေးတွေကဒီနီးက ပို့ပြီးတော့လွယ်တယ်လို့ထင်ကြတယ်ဆရာမတော့ဒီဟာကိုပို့ပြီးတော့လွယ်ပါတယ်နော်ကြိုက်တဲ့နီးနဲ့တွက်ပါကောင်းငယ်သွားမယ် တုံးတုံးပိုင်းတစ်ပိုင်းအပေါင်း20ပိုင်းအော် sorry ၄ပိုင်း20ပိုင်းအဲ့တော့ဆရာမတို့တွတ်တဲ့ဒီလိုခွဲတဲ့နီးခွဲတွတ်တဲ့နီးနဲ့ပေါ့နော်အဲ့လိုနီးနဲ့သွားလို့ရှိရင်ကြတော့အလုံးမှာတချို့ကလေးတွေကသွားပြီးတော့မှမတက်ကြရတယ်ပါနော်အဲ့တော့တုံးကတော့ဒီမှာပေါင်းစရာမရှိတော့ခါကြတော့ဆရာမတို့တုံးအတိုင်းထားမယ်ဟုတ်ပြီနော်ဒီလိုမှမဟုတ်လို့ရှိရင်ဒီမှာကိုဒီဟာကိုစဉ်းစားကြည့်တဲ့အခါမှာ27ကပိုင်းဝေပိုင်းခြေတဲ့ကြီးတဲ့အတွက်ကြောင့်27ကိုဆရာမတို့၄နဲ့စားလို့ရတယ်၄နဲ့စားပြီးတော့မှ ာရှေ့ကိုဂိမ်းထုံးလို့ရတယ်ဟုတ်ပြီနော်အဲ့ခါကျတော့အဲ့လိုလေးအရင်လုပ်ကြည့်လိုက်မယ်၄၅20တစ်ကြံနဲ့ပိုင်းချရလေးဟုတ်ပြီလား21ကိုဆရာမ၄နဲ့စားလိုက်တာ၅လေး20 21 21ဆိုပြီးတော့အဲ့ဒါဆိုရင်3ရင်5ရပေါင်းဆိုပြီးတော့ဒီလိုထုတ်လိုက်မယ်အပေါင်းပြီးတော့မှ3ပိုင်း2ပိုင်းအပေါင်း4ပိုင်း2ပိုင်းဆိုပြီးတော့ထုတ်လိုက်မယ်အဲ့ဒါဆိုရင်3ရင်5ရပေါင်းတာက10 ိုက်ချင်းကြီးမယ်ဆံမတော့ကစနစ်ရစနစ်ရမယ်၃လေးလီစနစ်အပေါင်း၄၃လီစနစ်ဒါဝင်ခိုင်းလိုက်မယ်အဲ၃လေးလီစနစ်က၃ဝက်လေးနဲ့မြောက်တယ်တစ်ကိုလည်း၄နဲ့မြောက်တော့၄ရမယ်၄၃လီစနစ်က၄ကို၃နဲ့မြောက်တော့တစ်ကိုလည်း၃နဲ့မြောက်မယ်၃ရမယ်အဲတော့သူ့ကိုဆံမတော့ပေါင်းလိုက်မယ်၄ရပေါင်း၃ခွန်ပိုက်ချင်းရစနစ် သူ့ကိုရှင်းလို့မရအောင်ဒီပိုင်းခြေကိုဒီအပိုင်းကင်းကိုအရှင်းဆုံးပုံစံဖြစ်အောင်ရှင်းလို့မရတော့ဒီမှာအဖြေထုတ်လိုက်မယ်၈၁၂ပိုင်း၇ပိုင်းဟုတ်ပြီလားအဲ့တော့ဒါကိုကလေးတို့ကစမရရှိရသွတ်တဲ့နည်းနဲ့ပြန်သွက်မယ်၃၃40ပိုင်းခြေရာ၃ဒီမှာပေးထားတဲ့ကင်းရောကိုကင်းရောင်ပြောင်းလိုက်ပြီဒါကတော့ပြောင်းစရာမလိုဘူး၄27၄ပိုင်း21ပိုင်းဟုတ်ပြီပိုင်းခြေရာစနစ်ထားမယ် 3လေးလေးစနစ်3ကိုလေးနဲ့မြောက်တာမို့လို့10ကိုလည်းလေးနဲ့မြောက်မယ်10အမြောက်၄ဒီ40အပါလေး3လေးရစနစ်အဲ့တော့ပိုင်းစီကို3နဲ့မြောက်ရင်ပိုင်းဝေကိုလည်း3နဲ့မြောက်မယ်27အမြောက်3 27အမြောက်3ဒီ60နဲ့3အဲ့တော့ပေါင်းမယ်စနစ်အဲ့တော့40ပေါင်း63ဆိုမှရှိမယ်100နဲ့ သုံးရတယ်ပေါင်လိုက်တော့ပြီးတော့မှပိုင်းချေအစနစ်ဟုတ်ပြီစားမယ်အဲ့တော့စနစ်ရှစ်လေးစနစ်ရှစ်လေး66ပိုင်းချေစနစ်ရှစ်လေး66ပြီးတော့ကျန်တာကခွန်ပိုင်းချေကစနစ်ဒါပြီးတော့အဲ့တော့ကလေးတို့အတွက်ဘယ်နည်းလွယ်တယ်လဲဆိုတာလေးကို comment box မှာပြောပြပေးပါနော်ဆရာမအတွက်ကတော့ဆရာမတော့ဒီနည်းကိုပို့ကြိုက်ပါတယ်လွယ်လို့အော်မင်းတို့ခုခကြီးက76 3ပိုင်း2ပိုင်းအနုပ်6 8ပိုင်းကမှာဒါကိုလည်းဆရာမတို့ဒီနည်းတွေ့မယ်နော် အဲ့တော့16ရယ်6ရယ်ကိုနှုတ်လိုက်မယ်16အနှုတ်6ဆိုပြီးတော့နှုတ်မယ်ဈာထဲမှာလက္ခဏာအပေါင်းရှိတာဆင်မခုနရှင်းပြပြီးပြီဟုတ်ပြီနော်အဲ့ဒီပြီးတော့နောက်ကနှုတ်မှာက3ပိုင်း2ပိုင်းအနှုတ်8ပိုင်း5ပိုင်းဆိုပြီးတော့နှုတ်ကြည့်လိုက်မယ်အဲ့တော့16အနှုတ်6က30 30ရေးလိုက်မယ်ပြီးမှအပေါင်းဓာတ်ကိုရှင်းမယ်ရှင်းမှဆိုတော့3ရယ်8ရယ်ဒီ ဆရာမတို့ပိုင်းခြေဘလောက်ထိုင်ရလဲ၈3 24 38 24အဲ့တော့3ကို၈နဲ့မြောက်မယ်၈ကို3နဲ့မြောက်မယ်အဲ့တော့အဲ့ဒီအဆင့်ကိုထည့်ရေးခြင်းနဲ့ဆိုရင်လည်းရေးပါဆရာမဒီပုံကလေးကိုလည်းရေးပြလိုက်ပါမယ်နော်မသိတဲ့ကလေးတွေအတွက်လည်းအဆင်ပြေအောင်ပါအနုတ်၈ကိုကြတော့3နဲ့မြောက်မယ်ပိုင်းခြေကို3နဲ့မြောက်ရင်ပိုင်းဝေကိုလည်း3နဲ့မြောက်တယ်ဒီတော့ဒီရှေ့ကတော့ရှင်းထားတာ30ရှိတယ်သူက၈3 24 74က16 9345 8324အဲ့တော့ဒီမှာက30ရှိရယ်အဲ့တော့16တဲ15ကိုနှုတ်တော့10ကျန်တယ်ကျွန်တော်တို့ကနှုတ်တဲ့အဆင့်ကိုပြကျင်တယ်ဆိုရင်လည်းပြပါနော်ဒါလည်းလွယ်လွယ်ပါတယ်16အနှုတ်15ဒါဆိုရင်အဖြစ်က1နှုတ်လိုက်တော့1ရမယ်အပေါင်း24ပိုင်းတစ်ပိုင်းအဲ့တော့ဒါကိုကျွန်တော်တို့ကအပေါင်းဖြုတ်ပြီးတော့ရေးမယ်10 24ပိုင်းတစ်ပိုင်းအဲ့တော့ဒီမှာရသွားပြီဟုတ်ပြီ သူ့ကိုဆယ်မလုံးကမြောက်ပြီးတော့ရှင်းမယ်။အဲဆယ်မလုံးသူ့ကိုမြောက်မယ်နော်။16မြောက်3မြောက်ချင်မယ်။16 3 48 48အပေါင်းနဲ့က50အနှုတ်နားပြီနော်။16မြောက်3ပြီးတော့နှစ်နဲ့မြောက်ဒါကမြောက်မယ်ဒီမှာပေါင်းမယ်။အဲတော့16 48 48အပေါင်းက50နဲ့3ပိုင်းခြေက10အဲတော့ပိုင်းခြေဆယ်မလုံးမြောက်မယ်ခုနလိုမယ်။ ပိုင်းချင်ကြည့်မယ်။သုံးအမြောက်ရှင်းအနှုံးရှင်းမြောက်သုံး။ဒါပိုင်းချင်ကိုမြောက်လို့ရှိရင်ပိုင်းဝေကိုလည်းမြောက်မယ်။90အနှုံးရှင်း53။ Oh sorry အမြောက်သုံးဒါကအမြောက်။ဟုတ်ပြီ။အဲ့တော့ရှင်း5လီက40 400။ပိုင်းချင်က24အနှုံး၈3လီက24။အဲ့တော့သူ့ကိုမြောက်မယ်33လီက5 53လီက53လီက55ဟုတ်ပြီနော် ဲ့တော့ဆမ်ဘရိုတူကိုရှင်းတဲ့အခါမှာ400အနုံ150နဲ့ကိုပိုင်းခြေက24အဲ့တော့400ရဲ့159ကိုလုံးမယ်10ရဲ့ကိုလုံးတစ်ချင်ဒါက6ဖြစ်9ရဲ့5ကိုလုံးတော့4ချင်3တုံးရဲ့1ကိုလုံးတော့2 140နဲ့241ကို20နဲ့4နဲ့စားမယ်အဲ့တော့စားရင်ဆမ်ဘရိုကအလီယာတိပြီးသားပဲဘယ်နှလေးဝင်လို့ရလဲဆို20 40လေး140 ဒါဆိုရင်10လီဝင်မယ်ပြီးတော့1ကျန်နဲ့1ရဲ့ပိုင်းခြေက20လီအဲ့တော့10ပိုင်း sorry 10 20လီပိုင်းတစ်ပိုင်းဟုတ်ပြီလားအဲ့တော့ခုနကလီကတော့ပုံလွှဲတာပေါ့ဂိမ်းနေစမလို့သုံးရတဲ့ဂိမ်းနေကအာဒီကန်ရတဲ့ဂိမ်းနေကနှဲသွားတာပေါ့နော်ဂိမ်းနေငယ်မယ်အဲ့တော့ဒီနီးကတော့ဘလူးလိုလွယ်လဲတွက်ပါဆရာမကတော့ဟိုနီးကိုပဲသုံးစေချင်ပါတယ်ဟုတ်ပြီဒီတော့ဆရာမတို့ကလေ့ကျင့်ခန်း၃တမတက်ကိုပြီးသွားပြီ ဒီတော့ကြံနေတဲ့အပိုင်းကိုနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့မှရှင်းပြပေးမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်